ပြုံးလင်းမြူလေးမှာကျွန်တော်တို့ဇိန်ခံအနားယူဖို့အတွက်ခြံဝင်းအကျယ်ကိုရှာဖွေနေတယ်ဆိုရင်တော့ဒီဗီဒီယိုကကျွန်တော်မိတ်ဆွေတပည့်ပြဟုတ်ကဲ့မင်္ဂလာပါကျွန်တော်မာစတာဆက်ပါရပိုင်းကတော့ကျွန်တော်တီးတီးတာတာနဲ့ရောင်းကွက်ရှားပါတယ်ဆိုတဲ့ဇကားကပို့ပြီးတော့မှန်ကန်ပါလိမ့်မယ်ကျွန်တော်အယောင်းထွက်လာရင်လည်းတကယ်ကိုကျွန်တော်တို့အယောင်းဝယ်မြ мян ဆန်ဆန်ဖြစ်နေတာကိုလည်းကျွန်တော်အနေနဲ့သတိထားမိတယ်ဗျ ျွန်တော်ဒီ channel လေးကတော့မျက်နှာပွင့်အနေနဲ့ကျွန်တော် P 150ရှိမယ်တစ်ဖက်မှာတော့ကျွန်တော် P 50ရှိမယ်တစ်ဖက်မှာတော့ကျွန်တော် P 60ဆိုတဲ့အကျယ်ဝန်းတစ်ခုကိုပိုင်ဆိုင်ထားတယ်ဗျရေမီအပြည့်စုံနဲ့ဆိုတဲ့အတွက်ကျွန်တော်မိတ်ဆွေများနေထိုင်တဲ့ချိန်ကြရင်လည်းကျွန်တော်တို့မပူမပင်မကြောက်မကြနေထိုင်လို့ရတော့ကျွန်တော် channel ဝင်းလေးတစ်ခုပါပဲဗျဒါလည်းပြီးတော့မှကျွန်တော်ဒီခြံရဲ့အတွင်းဘက်မှာဘာတွေပါရှိနေသေးလဲဆိုတာကိုကျွန်တော်နဲ့အတူတူလေးလာသုံးသပ်ကြည့်အောင် အဲ့တော့ကျွန်တော်တို့အိမ်ရဲ့အတွင်းဘက်ကတော့ကျွန်တော်တို့ကတစ်ဖက်မှာတော့ကားကိုရောင်ပါမယ်ကျွန်တော်တို့ကျန်တဲ့ကျွန်တော်အိမ်ရဲ့အတွင်းပိုင်းမှာတော့အခန်းသုံးခန်းနဲ့ဖွဲ့စည်းပေးထားရပြအိမ်ရှင်ကတော့ကျွန်တော်တို့တော့မပါလာတဲ့အတွက်ကျွန်တော်မိတ်ဆွေများဟုကျွန်တော်အတွင်းဘက်ကူတော့မပြသားတော့ဘူးကျွန်တော်တို့အခန်းသုံးခန်းပါမယ်ကျွန်တော်ကားကိုရောင်ပါမယ်ခြံဝင်းအကျယ်အနေနဲ့ကျွန်တော်တို့ P150 P60 ဆိုတဲ့အကျယ်ဝန်းတစ်ခုကိုပိုင်ဆိုင်ထားတဲ့ကျွန်တော်ဒီအိမ်ခြံဝင်းကိုခေါ်ထားတဲ့ဈေးနှုန်းနေနဲ့က သိန်း၄00ပဲခေါ်ထားပါတယ်အင်တာမားကျွန်တော်တို့နဝင်ချိုတဲ့ကျွန်တော်ဈေးနှုန်းတစ်ခုလို့လည်းပြောလို့ရပါတယ်ယခုလိုခေတ်ကာလအခြေအနေမျိုးမှာကျွန်တော်အင်တလုံးစောက်ဖို့ကိုမလွယ်ကူပါဘူးကျွန်တော်အော်ဒရိုင်းပတ်လည်ကာယံထားတဲ့အပြင်ကိုကျွန်တော်ခြံရဲ့အတွင်းအပြင်ဖွဲ့စည်းပုံလေးကနေချင်းစပွဲဖြစ်အောင်ကိုဖန်တီးပေးထားရပြဒါကတော့ကျွန်တော်တို့ကကျွန်တော်မိတ်ဆွေများနားနေဆောင်အနေနဲ့အသုံးပြုလို့ရတဲ့နေရာလေးတစ်ခုပါစိမ့်စိမ့်ဆူဆူနဲ့ကိုကျွန်တော်တို့တဘာဝအရသာကို ခံစားလို့ကောင်းတဲ့ကျွန်တော်တို့အင်ချန်ဝင်းလေးတစ်ခုပါကျွန်တော်တို့သီးမြန်စားပင်တွေစိုက်ပျိုးထားတယ်အလားပန်းပင်တွေစိုက်ပျိုးထားတယ်တကယ်ကိုနေရာကောင်းတဲ့အနေထားလေးတစ်ခုကိုကျွန်တော်အနေနဲ့အယောင်းဝယ်ပြုလုပ်ပေးပါမယ်အဲ့တော့ကျွန်တော်ဒီအင်ချန်ဝင်းစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Master Sense အင်ချန်ပြုဆက်သွယ်ပေးပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ